စဉ်းစားတာကို right thought လို့ခေါ်တယ်နားလည်တာကို right understanding ပါဠိလိုပြောတဲ့အခါကျတော့ right understanding သည်တမ္မာဒိဋ္ဌိ right thought ကတမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေ့နဲ့တွေးတာကဲအဲ့ဒါတွေဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့အမတန်မှအရေးကြီးတယ်တဲ့လူဘဝရလာလို့ရှိရင်ဘာဖြစ်လို့လဲဆိုရင်လူဟာအုံနောက်စွမ်းရည်ကသာတာဟုတ် ဒါတွေကိုအတိညာဖွင့်ပြောအောင်မလုံနိုင်ဘူးဆိုလို့ရှင် လူဘဝဆုံးရှုံးနေတာမှုတွေဖြစ်တယ်။ဟုတ်ကဲ့လား။အဲတော့လူဘဝရလာရင်ဒါကိစ္စပဲဖြစ်ဖြစ်ပြဿနာတစ်ခုတွေ့ရင်လည်းပြဿနာလို့မြင်ရမယ်။ကောင်းတာတွေ့ရင်လည်းကောင်းတယ်လို့မြင်တယ်။ကဲ comfortable no problem ပြဿနာမရှိဘူး။ဘာဖြစ်လို့မရှိတာအကြောင်းသူမှလည်း cost ရှိတာပဲ။ဟုတ်ကဲ့ c o s ကဘာလဲဒီလိုငိမ့်ချမ်းနေတာဘာကြောင့်လဲဟောဝေးလဲရှိတာပဲငိမ့်ချမ်းမှုလဲအခြေအနေတရားလဲရှိတာမရှိဘူးလားအားလုံးဟာ၄ချက်၄ချက်အမြဲတမ်းရှိတယ်နော်ကဲကလေးတို့ဆံဝဲဖြေလို့ဆံဝဲအောင်သွားတယ်သူကသူအောင်လားလား cost ရှိတယ်ဟာလားအောင်သွားတာကအကျိုးတစ်ခုဘာကြောင့်အောင်တာတော့အောင်အောင်လုပ်တဲ့နီလန်ရှိတယ်ဟော ပတ်စံပေးတာတော့ဟုတ်ပါအောင်နော်အောင်လုတဲ့နေလန်းရှိတယ်နော်တတ်အောင်လုတဲ့တည်အောင်လုတဲ့ကြိုးစားတယ်ဟောအောင်လုတဲ့နေလန်းအဲ့ဒီလိုလေးချက်လေးချက်အရာရာမှာရှားပွေပြီးတော့တွေ့ပြီးဆိုရင်ဒါ right understanding ညာဉာဏ်သေးတွေကိုယ့်ကိုယ်ကိုတက်နေအောင်ဘယ်ကိစ္စပဲဖြစ်ဖြစ်ဟောဒီလေးချက်လေးချက်လေးချက်နဲ့ right thought လုပ်ပြီးတော့ right understanding ဖြစ်ဖို့အမြဲတမ်းအရေးကြီး မြတ်စွာဘုရားရဲ့တရားတော်က religion ဆိုပြီးတော့ထိုင်ပြီးတော့ suit down နေရမယ့်ဘာသာဝါဒမဟုတ်ဘူးဘုရားဘာသာကလက်တွေ့လုပ်ရမယ်ဟာဟုတ်လားအဖထာဝရဘုရားကယ်တော်မူပါအမည်နာမတော်တောင်းတလိုက်လို့ရှင်ဆင်းရဲဒုက္ခကလွတ်မြောက်ပါစေလို့လက်တွေ့ကြရလားကယ်ပါကယ်ပါဆိုပြီးပြုတ်သွားတာလေအများကြီးပဲချက်လား လက်တွေ့မကြဘူးလို့ပြောရမှာเนาะအဲ့တော့လက်တွေ့ချတာကကိုယ့်ရဲ့စွမ်းရည်တတ္တိကိုအသုံးချတာလက်တွေ့မကြဘူးလားဒီကနေ့လူလောကလူတွေကြီးပွားတိုးတက်နေတာတွေဟာကိုယ့်ရဲ့စွမ်းရည်တတ္တိတွေကိုလက်တွေ့အသုံးချလို့လူလင်ကြံစနီလန်းရဆိုတဲ့အတိုင် လူတွေဟာအတွေးခေါ်နဲ့ဉာဏ်စွမ်းတွေကိုထုတ်လိုက်လို့ဒီကနေ့ကဘာကြီးဟာစွမ်းရည်တတ္တိတွေထက်မြက်နေတာလောကီကိစ္စပဲမှာစီးပွားရေးအောင်မြင်တယ်ဆိုတာလေ လောကီကိစ္စပဲမှာဟောဒီ right understanding right thought တွေကိုအသုံးချတာပဲဘယ်ဘက်ကိုအသုံးချအသုံးချရရနောက်ဆုံးတန်တရာဝကြီးကလွတ်ချင်ပါတယ်နိဗ္ဗာန်သွားချင်ပါတယ်ဆိုရင်နိဗ္ဗာန်သွားတဲ့နိလန်းရှိသူလန်းတဲ့သူပဲဟုတ်ကဲ့စီးပွားတိုးတက်ခြင်းစီးပွားတိုးတက်တဲ့လမ်းပေါ်မှာရှောက်မယ်ပညာတတ်ခြင်းပညာတတ်ဖို့ရတဲ့လမ်းပေါ်မှာရှောက်မယ်အလုတ်ကောင်းကောင်းရခြင်းအလုတ်ကောင်းကောင်းရတဲ့လမ်းပေါ်မှာရှောက်မယ်ဆိုင်ရဆိုင်ရအကြောင်းတရားတွေမရှိဘူးလား ် direction တွေရှိတယ်။ဘယ်ရာပဲဖြစ်ဖြစ် cost ရှိတယ်။အဲ့ဒီ cost တွေကိုကြာကြာနာနာနားလည်တာကို right understanding လို့ခေါ်တယ်။နားလည်အောင်စဉ်းစားတွေးခေါ်တတ်တာကို right thought လို့ခေါ်တယ်။ဟောမြတ်စွာဘုရားဟောထားတာက တခက်လက်တွေ့လူတွေရဲ့ဉာဏ်ရည်ဉာဏ်သွေးတွေကိုယ်တဏ္ဍာမှာရှိတာတွေကို ထုတ်သုံးတတ်အောင်လေ့ကျင့်ပေးထားလောက်အောင်လုပ်တာ အခုလိုတရားထိုင်ရတယ်တရားနာရတယ်ဆိုတာတွေကဒါတွေထက်မြက်အောင်လုပ်နေတာဟုတ်ကလားတရားထိုင်လိုက်တော့အပြင် right thought တွေထက်ထက်မြက်လာတယ် right understanding ပုံမြင်လာကိုယ့်ရဲ့ဘဝကိုရှင်းရှင်းလင်းလင်းမြင်လာအောင်လုပ်ပေးတာဟုတ်ကလားဘာသာရေးနဲ့ပတ်သက်ပြီးတော့ခိုလူကပြောယုံဒီလူကပြောယုံတာဆိုတာဟာတကယ်ကတော့ ယုံကြည်မှုတတ်တတ်ကဘာမှအလုံးမဖြစ်ဘူးပညာမဲ့တရားဆိုတာက blind faith လို့ခေါ်တယ်ဟုတ်ကဲ့ blind faith လို့ခေါ်တယ်ပညာမဲ့တတ်တာဆိုတာ blind faith right understanding မပါဘူးတရားမဲ့ပညာဆိုတာလည်းမရှိသင့်ဘူးနှစ်ခုစလုံးဟာယုံကြည်မှုကင်းမဲ့နေတဲ့အသိပညာတစ်ခုဟာလည်းတန်ဖိုးမရှိဘူးဒါကြောင့်မို့လို့ တတ္ထာနဲ့ပညာယုံကြည်ချက်နဲ့အသိဉာဏ်ဟာတွဲဖက်ထားအမြဲတမ်းတွဲဖက်ထားယုံကြည်ချက်ဆိုရဲ confidence လည်းရှိရမယ်စဉ်းစားတွေးခေါ်မှုဆိုရဲအသိဉာဏ်လည်းရှိရမယ်အဲ့ဒီနှစ်ခုသည် equally important ဟုတ်ကဲ့လား equally important အခုဘုံဘုံပြောနေတဲ့တရားတွေက တရားလို့ဆိုတာဟာကလေးတို့ရဲ့တဏ္ဍာမှာရှိတာတွေကို ထက်မြက်အောင်လှုပ်ဖို့ပြောနေတာနော်ဘေးကနေယူရမှာမဟုတ်ဘူးယူတာတစ်ခုမှမရှိဘူးမီဒီယာအနေနဲ့ပဲနားထောင်တယ်နားထောင်ပြီးတော့ကိုယ့်ကိုယ်စဉ်းစားမယ်နားထောင်တယ်နားထောင်ခြင်းသည်မီဒီယာတစ်ခုပဲ cost တစ်ခုပဲနားထောင်ပြီးတော့ကိုယ်ပိုင်ညာနဲ့စဉ်းစားမယ်ဟောအသိဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့ဟာဒီလိုလိုอ่ะလေ့လာတယ်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်မယ် ်ဘက်ဆုံကြည့်မယ်စဉ်းစားတယ်တွေးခေါ်တယ်သင်ယူတယ်ဒါတွေဟာဉာဏ်ဉာဏ်တွေထမြတ်ဖို့တွေကြီးပဲအကုန်လုံးစဉ်းစားတတ်ရအဲ့ဒါလို့မစဉ်းစားတတ်ဘူးပညာမဲ့သွားပြီဆိုရင်တရာတက်တက်ဆိုရင်ဘာဖြစ်တတ်တုံးဆိုလို့ရှင်ကြားဘူးတယ်မဟုတ်လား